ဟယ်လိုအားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းပိုင်းရဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီရထားတဲ့အပြောင်းအရွှေ့တွေထဲမှာကျွန်တော်ရဲ့တောင်ပန်းကစားသမားလေးဖြစ်တဲ့ဂါနာဂျူနဲ့ပတ်သက်တဲ့သတင်းပါတယ်ပေါ့နော်။ဂါနာဂျူနဲ့ပတ်သက်ပြီးတော့လက်ရှိ Leverkusen အသင်းရဲ့ဘက်ကခေါ်ဖို့စိတ်ဝင်စားနေတာညီကတို့သိတဲ့အတိုင်းပဲ။ဒါပေမဲ့လို့ပေါ့နော် Florian Plettenberg ရဲ့ report အရဆိုရင်ဂါနာဂျူကိုခေါ်ဖို့အတွက် Leverkusen ဟာ ဟုတ်ဘူးလို့ရမှာတော့အမှန်တကယ်ကျိုးပန်းလာနိုင်ကြီးကအင်မတန်ကိုနည်းနေပြီပေါ့ကာနာချိုရဲ့လီဗာကူစင်ကိုပြောင်းနိုင်မဲ့ပြောင်းရွှေ့ရဲ့အချိန်ဤဟာဖြစ်နိုင်ကြီးအင်မတန်နည်းနေပြီပေါ့နော်အဓိကအကြောင်းရင်းကကစားသမားဖြစ်သူတို့အတွက်မန်ချက်စတာယူနိုက်တက်ဘက်ကလူချင်းနဲ့ပြောင်းရွှေ့ကြီးနဲ့ကစားသမားဖြစ်သူကိုပေးရမဲ့လောက်ခလာစာပမာဏကတော်တော်ကိုများနေတဲ့အတွက်ပေါ့နော်လီဗာကူစင်ကလည်းလက်ရှိမှာကာနာချိုဆိုတာတက်တခြားရွေးချယ်စရာတွေကိုပို့ပြီးတော့အာယုံစိုက်နေတယ် ်အသက်20ပဲရှိတဲ့ကာနာချူကဒီနေရာဒီမှာမန်ချက်စတာယူနိုက်တက်ကနေထွက်ခွာဖို့တည်ကြတဲ့ကစားမတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုညီကလေးတိတဲ့အတိုင်းပဲအသင်းကကာနာချူနဲ့ပတ်သက်လို့ရှိရင်မဖြစ်မနေဆိုသလိုလက်လုပ်ဖို့ကျွန်တော်တို့ကြိုးပမ်းနေတာတို့ရဲ့ဒီညီပြဖြစ်တဲ့ရူဘင်အမိုရင်းရဲ့အနာဂတ်မှာဆိုလို့ရှိရင်ကာနာချူပါခြင်းကျွန်တော်မရှိတော့ဘူးပေါ့နော်ကာနာချူကျွန်တော်တို့ယူရိုပါလိဖိုင်နယ်အပြီးမှာသူပြောစကားတွေကြောင့် အတင်းဘက်ကသူ့ကိုအမှန်ကန်လက်လွတ်ဖို့ကျွန်တော်တို့လုပ်နေတာဒါညီကလေးလည်းသိတဲ့အတိုင်းပဲဆိုတော့ကာနာချူကိုကျွန်တော်တို့ခေါ်ဖို့အတွက်က sorry ကာနာချူကိုအတင်းမှာဆက်ထားဖို့ကဖြစ်နိုင်ကြီးကျွန်တော်တို့မရှိတော့မနဲ့ရောင်းချကိုမှုကိုပဲအတင်းဘက်ကအမှန်ကန်ကျူးပန်းနေတယ်အဲ့ဒီကြောင့်ပဲကျွန်တော်တို့အနေနဲ့ဒီကာနာချူနဲ့ပတ်သက်လို့ရှိရင်ဘောတော့ဘဲတင်းကို ပြောင်းမလဲဘာလဲအတန်ဒီထွက်ရင်းကနေလီဗာပူးစင်ကတကယ်အတန်ထွက်လာတာဒီနေရာမှာလည်းလီဗာပူးစင်ရဲ့ဘက်က Florian VS2 ကိုလည်းလက်လွတ်ထားရတယ်နီးပြားကလည်း ခုပြောမယ်အဲရစ်တန်ဟာလိုနီးပြမျိုးကိုကျွန်တော်တို့ဒါခန့်အပ်ထားတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်မှာတန်ဟာကိုရံမီတော်မြောက်ပြီးခဲ့တဲ့ခန္ဓာချိုးလေးကိုကျွန်တော်တို့ဒါဒီအတင်းကိုမပြောင်းသွားမလားဆိုပြီးတော့မြင်ထားရတာပြဿနာကဈေးကြီးတယ်လောက်ခလာစာကြီးတယ်ပေါ့ဒီနေရာမှာဈေးကြီးတာကတော့ okay ထားအောင်တော့ဗျာဒီလားဟိုပေါင်တန်း80ပေါ့နော် အကူရီးယားဘက်ကလူဂျင်နာကပေါင်တန်း80ဒါပေမဲ့လို့လီဗာပူးဇင်တို့ဘာလို့ဆိုတော့အင်္ဂလန်မဟုတ်တဲ့ပြပကလပ်အသင်းတွေမှာ ရောင်းချဖို့ဆိုလို့ရှိရင်တော့ အဲ့ဒီအဲ့ဒီတည်းပို့ပြီးတော့ဈေးနှဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒီတည်းပို့ပြီးဈေးနှဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တန်း80တော့ကျွန်တော်တောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့ဘောနော်ကျွန်တော်နားမလည်နေတဲ့ကလစာများလို့ပေါ့။ဒီနေရာမှာဒီကစားမကဘလောက်တောင်ယူနေတဲ့မှာရနေတယ်လေ။အသက်20ပဲရှိသေးတဲ့ကစားမတစ်ယောက်ပြ။လစာများလို့ဆိုတော့နည်းနည်းတော့တိုင်ပက်တယ်။နည်းနည်းတော့တိုင်ပက်တယ်။ဘာလို့အဲ့လောက်ရှိဘာကြောင့်လစာများနေရတယ်လဲပေါ့။ဟုတ်တယ်မလား။အသက်20ရွယ်ပဲရှိသေးတဲ့ကစားမတစ်ယောက်ကိုကိုရီဘလောက်တောင်ပေးထားတယ်လဲ။ ဒီလားနော်ဟိုတက်တန်းနေပါလေတူးထားတာမှန်ပြီမြင်လာစာကဘလောက်မြန်တော့ပြီးထားလို့လေဗျာဒီလားတင်းချီတန်းချီကျွန်တော်ပြီးမြန်ထားတာလားဟောဟိုလာစာများတယ်ဆိုတာကတော့နည်းနည်းလေးအံ့ဩစရာဖြစ်တယ်ပေါ့နော်ကြောင်းရွှေကြီးများတာကတော့ဒါအသက်ကလည်း20ပဲရှိသေးတာတူးတက်နိုင်ကြီးလေးကျွန်တော်ရှိနေသေးတာဒါရင်းနဲ့ပတ်သက်လို့ရှိရင်ဈေးကတော့ကြီးမှာပဲလာစာများတယ်ဆိုတာနည်းနည်းတော့တိုင်ပတ်တယ်ကိုအတင်းမှာဘလောက်တောင်ဒီကောင်ရနေတယ်လို့တော့မသိဘူးပေါ့နော်။ဒါပေမဲ့လို့တပါလက်ရှိအဲ့လိုအခြေအနေဒီကြောင့်ကာနာချူကအပြောင်းရွှေ့ဖြစ်ဖို့ကတော်တော်လေးကိုနည်းနေတယ်။ ဒါကလည်းပထမဆုံးအကြိမ်မဟုတ်တော့ခက်ပါတယ်ဗျပြောရတာဘာလို့လဲဆိုတော့ကာနာချိုမှမဟုတ်ဘူးတခြားကျွန်တော်တို့ပဲကစားသမားကိုပဲကျွန်တော်ကြည့်ကြည့်ဟိုအပြောင်းရွှေ့နေပတ်သက်လို့ရှိရင်တော်တော်ကိုဖြစ်နိုင်ကြီးနေတာအဓိကအားဖြင့်ကျွန်တော်တို့ဘသူမှန်ပေါ့နော်ဟိုအသင်းကနေပြီးတော့ရောင်းချဖို့ကြိုးပမ်းနေတဲ့နေရာမှာအမှန်တကယ်အချိန်ကြီးကောင်းနေတယ်ဆိုတာကျွန်တော်မရှိဘူးဆိုတော့နောက်ထပ်ကျွန်တော်တို့တင်းတစ်ခုကိုကျွန်တော်ကြည့်ကြည့်ရရင်ကျွန်တော်တို့ဒီ Florian Plettenberg ကပဲ report လုပ်ထားတာပေါ့နော် စပိုရင်လစ်ဘွန်ရဲ့ဘက်ကတော့တိုက်စစ်မှုဗီတာဂူဂရက်စ်ကိုဒီနွေရာသီအပြောင်းရွှေ့မှာယူရိုတန်း60တန်း80ဝန်းကျင်နဲ့ထွက်ခွာခွင့်ပြုမယ်ဆိုပြီးတော့အမှန်တကယ်အာမခံထားခဲ့ခြင်းဖြစ်တယ်ဗောနော်အခုဆိုလို့ရှင်တော့ကစားမဖြစ်သူရဲ့ဒါအေဂျင့်ဗောနော်ကျွန်တော်ဒါဟန်ဆန်ကလည်းအဲ့ဒီသဘောတူညီမှုကို အမှန်တကယ်ရှိခဲ့ကြောင်းအတည်ပြုထားပြီးတော့တက်တည်တွေပါရှိထားတယ်လို့ကျွန်တော်သိရတယ်ဒါအပြင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့သတင်းတွေမှာဆိုလို့ရှိရင် ဘယ်လိုပြောမလဲစပူတင်ရဲ့ဘတ်ကပေါ့နော်စပူတင်ရဲ့ဘတ်ကသူတို့ okay ငါတို့ကတော့ပေါင်59တန်းပေါင်တန်း60ထားပါတော့ဗျာအဲ့လောက်နဲ့လက်လွတ်မယ်ညိုခင်ဘူးတဲ့ဒါပေမဲ့လို့သူတို့ရဲ့အားကစားဒါရိုက်တာအဲ့ဒီတုန်းကအားကစားဒါရိုက်တာကအခု Manchester City ကိုရောက်သွားပြီ City ကိုရောက်သွားပြီဆိုတော့ Sporting ဥက္ကရာဖြစ်သူကအခွင့်အရေးရှိရင်ရှိတယ်လို့သူကလက်စုပ်ကန်နေတဲ့ပုံစံမျိုး okay အဲ့ဒါကိုသဘောတူညီခဲ့တာကတော့ကွာမင်းเนาะအဲ့ဒီပါလေဒီဟိုအားကစားဒါရိုက်တာရှိတုန်းကเนาะအခုငါတော့အဲ့လိုမဟုတ်ဘူးဆိုတဲ့ပုံစံမျိုး ဟာပါတော့ဗျာဟိုစာချုပ်ပါယိုကြီးကြတော့လေတန်းတရားဘာညာနဲ့သူမချုပ်ဘူးပြောထားတယ်ပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်တန်း60နဲ့လည်းလွယ်လွယ်လေးနဲ့လက်မလို့ချင်ဘူးပေါ့ဗျာဆိုတော့အကယ်လို့ပေါ့နော်ဟိုတက်သေးတီပါတွေရှိထားတယ်ဘာညာမှာ rating တက်သေးတီရှိထားတယ်လို့ပြောထားတယ်ဟိုအောက်မှာချရေးထားပြီးတော့ဒီစကားနဲ့တည်းမဟုတ်ဘဲနဲ့အမှန်တကယ်တက်သေးတီရှိတယ်ပေါ့ဗျာဆိုတော့အဲ့အရာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တကယ်လားရှိတယ်ဆိုရင်တော့ပေါင်တန်း60နဲ့လုံးနေလေ Vital Gucres ကိုကျွန်တော်တို့ရနိုင်တယ်ပေါ့နော်ဟိုအခုကကစားမဖြစ်သူရတဲ့အတင်းပြောင်းခြင်းနဲ့ စပူဒင်းရဲ့ဘက်ကလည်းလက်လှုပ်ချင်တယ်ဒါပေမဲ့ပြက်တနာကပေါ်ကျင်တဲ့အသင်းနဲ့ပေါ့နော်ဂျားထဲမှာပြက်တနာတက်နေတာမဟုတ်ဘဲနဲ့သူတို့နှစ်ယောက်ဂျားမှာသူတို့နှစ်ဖက်ဂျားမှာကိုပဲပြက်တနာတွေတက်နေတာဗျာအာမင်းငါကစားမကိုဒီလောက်နဲ့ရောင်းမယ်ပြောပြီးတော့အခုကျမှဘာတော့ညာတော့ပေါ့အဲဒါဆိုလို့ရှိရင်တကယ်ခေါ်မဲ့အသင်းတွေတော့ကအခွင့်အရေးဖြစ်သွားပြီငါတို့ကတော့ယူကရက်စကူလူချင်းနေတယ်ဒါပေမဲ့တန်း60တော့ပုံမပြီးနိုင်ဘူးအဲအဲ့လိုမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်အဲ့လိုကန်းလန့်လာတဲ့အသင်းကလည်းကစားမဖြစ်သူကိုယ်နဲ့ပြောင်းကျင်တဲ့အသင်းဖြစ်တယ်ဆိုရင် โอเคငါတို့ကိုခေါ်မယ်အတင်းကတော့ရှိနေပြီမင်းကတော့ငါတို့ဒီလောက်နဲ့ရောင်းမယ်ပြောထားပြီးသားဘာလို့လက်မလွတ်လဲဘာညာဒါမျိုးတွေကျွန်တော်လာတော့မှာဟုတ်တယ်မလားဆိုတော့ဒါကြောင့်ခေါ်ဖို့အတွက်ကျူးပန်းနေတဲ့အတင်းပတ်မှာပြဿနာမရှိဘူးအဲ့ဒီကျွန်တော်တို့ကစားသမားနဲ့သူ့ရဲ့လက်ရှိဂိုင်းခန်ရှင်အတင်းရဲ့ကြားထဲမှာပဲပြဿနာရှိနေတာဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Peter Gilchrist နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကပေါ့နော်။တန်း60လောက်နဲ့ရမယ်ဆိုရင်တော့အတင်းဘက်ကတကယ်ကြိုးပမ်းဖို့ရှိတယ်လို့ကျွန်တော်ထင်တယ်။အဲဦးစားပေးတော့မဟုတ်ဘူးပေါ့နော်။ဦးစားပေးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ဦးစားပေးကအန်ပူမိုကို အန်ဘူမူပြီးမှစန်တာဖော်ဝတ်ဘက်ကိုလှည့်မှာအန်ဘူမူပြီးပြီဆိုတာနဲ့စန်တာဖော်ဝတ်ဘက်ကိုမလှည့်ခင်ကျွန်တော်တို့ကကစားမားတွေကရောင်းဖို့ကကျွန်တော်လူသေးတယ်ဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလို့ဒီမလွယ်ဘူးပေါ့နော်မလွယ်ဘူးပေါ့ကျွန်တော်တို့ဂျူခရက်စ်ကိုတန်း60နဲ့ရလို့ချက်ချင်းလက်ငင်းကြီးကျွန်တော်တို့ဒါပေါ်ဝကျူးပတ်မဲ့ဘာညာဆိုတာမျိုးကတော့မလွယ်ဘူးသို့တော့လက်ရှိမှာ Vita Gucres နဲ့သူတို့ supporting တောင်းရှိသူတွေရဲ့ဂျားထဲမှာသူတို့ဘယ်လိုပြောမလို့ကျိုးပန်းနေရတော့မဲ့သဘောတူညီမှုရဖို့ကနော် โอเคအဲ့လိုအဲ့လိုအဲ့လိုရှိတယ်ဗျာเนาะအဲ့လိုရှိတယ်ဆိုတော့ဒါကြောင့်လောလောတင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Peter Gilchrist နဲ့ပတ်သက်လို့ ਆ ပေါ့เนาะတော်တော်ကိုလောလောတင်မှာရှုပ်ထွေးနေတယ်လို့ပြောရမှာပေါ့ဗျာကိုအတင်းနဲ့မရှုပ်ထွေးခင်ကိုသူတို့နှစ်တင်းကြာမှာရှုပ်ထွေးနေတယ်လို့ကျွန်တော်ပြောရမှာပေါ့เนาะဟာပါဒါကတော့လက်ရှိအတင်းနဲ့ပတ်သက်တဲ့ဒါမနက်ခင်ပိုင်းရထားတဲ့တင်းလေးတချို့ပေါ့လေတင်းကတော့အများကြီးရမထားဘူးကျွန်တော်တင်းလာနေဆိုလို့ရှိရင်အပြောင်းရွှေ့ဈေးကွက်တွေပြန်ဖွင့်ပြီဆိုတော့ အဲ့ဒီမတိုင်ခင်မှာတော့တင်းနေထက်ပြီးတော့ထွက်လေဦးမယ်လို့ကျွန်တော်မျှော်လင့်တာပဲเนาะတင်းနေတဲ့ညီကိုလေး900နီးပါးရှိပါတယ်တယောက်ချင်းစီတန်းကိုကျေးဇူးများကြပါတယ်ဆိုတော့နေကင်းဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ